အီရန်အစ္စရေးစစ်ပွဲကတပတ်ကျော်ကြာလာတဲ့အထိရထန့်သွားမဲ့လက္ခဏာမပြသေးပါဘူး။တနက်တန်တွေကတော့နေစဉ်ပုံမိုကျေလောင်စွာကြားနေရပါတယ်။ အီရန်နဲ့အစ္စရေးကရတန်ဘိုအတွက်ညှိနှိုင်းမှုမရှိဘဲအဆက်မပြတ်ထုံးနေကြတဲ့စစ်ဘလူးကြီးနှက်ကောင်လိုပါပဲ။တောက်ကြနဲ့မွန်လွဲပိုင်းမှာအီရန်ဒုံးကြီးတစ်စင်းကအစ္စရေးမြောက်ပိုင်းဟာဖာမျိုးကိုပြစ်ခတ်ခဲ့ပါတယ်။ဒုံးကြီးတန်ကကောင်းကင်နှစ်ချမ်းခွဲသလိုကြောက်စရာကောင်းရလောက်အောင်ကြားခဲ့ရပြီးတော့လူဆယ်တန်းနီးပါးအရေးပေါ်ခုံလုံးရနေရာတွေစီကိုပြေးခဲ့ကြရပါတယ်။ရောထွေးနေတဲ့အထင်းမှာအမျိုးသမီးတဦးသေဆုံးပြီးတော့ဒါဇင်နဲ့ချီတဲ့သူတွေတရားရရှိခဲ့တာဖြစ်တဲ့ အမျိုးသမီးတဦးကလူပိပြီးတော့မှသေဆုံးခဲ့တာဖြစ်ပါတယ်။ဒါတယ်မကသေးပါဘူး။ Israel တောင်ပိုင်းကအကြီးဆုံးစေယုံတစ်ခုလည်းဒုံးကျည်ထိမှန်ခဲ့ပါတယ်။နယံနေကွဲဖန်နေကွဲစေကူတရေးပစ္စည်းတွေဖျက်ဆီးခဲ့ပါတယ်။ဒါပေမဲ့အီရန်ကချက်ချင်းရှင်းပြချက်ထုတ်ပြန်ပြီးတော့သူတို့ရဲ့ပြစ်မှတ်ကစေယုံမဟုတ်ပဲအနီနာကစီရေးအဆောက်အဦတစ်ခုဖြစ်တယ်လို့ဆိုပါတယ်။အနီနာကနီးပညာပန်းစံတစ်ခုဖြစ်တယ်လို့အီရန်ရဲ့ပြောကြားချက်အရဒီနေရာမှာ Israel စစ်တပ်ရဲ့လျှို့ဝ က်စခန်းတွေရှိနေရလို့ဆိုပါရယ်ပိုအန်ဩစရာကောင်းတာကအီရန်ဒုံးကြီးတွေဟာ အစ္စရေးစီးပွားရေးရဲ့နှလုံးသားဖြစ်တဲ့ Tel Aviv 18အဆောက်အဦးကိုပါထိမှန်ခဲ့ပါရယ်အခုဆိုရင်အဆောက်အဦးကြီးရဲ့ဖန်တွေဟာလမ်းပေါ်ကိုကျနေပြီးတော့တချို့နေရာတွေပြိုကျသွားပါပြီဒေတာကန်တွေကကြောင်းလန့်အော်ဟစ်ပြီးတော့စစ်မြေပြင်ဖြစ်သွားတဲ့ဒီနေရာကနေထွက်ပြေးဖို့စူးစမ်းနေကြပါရယ် တာတင်မကသေးပါဘူးအစ္စရေးရဲ့အဓိကရေတံချက်စိတ်ယုံဘက်ဇန်အိုင်ကွန်ကိုလည်းပြစ်ခတ်ခဲ့ပါတယ်။အီရန်ကပြစ်လုလိုက်တဲ့ဒုံးကျည်များစွာဟာဟဖာမာရှိတဲ့အဓိကရေနံပိုင်လိုင်းတွေကိုထိမှန်ခဲ့ပါတယ်။ပောက်ကွဲမှုတွေကြောင့်ဒီ area တစ်ခုလုံးလှုပ်ခတ်သွားခဲ့ပြီးတော့စစ်ယုံအုပ်ချုပ်ရေးမှုတွေကပျက်စီးမှုဟာပြင်းထန်တယ်လို့ဝန်ခံခဲ့ပါတယ်။သူတို့ရဲ့စွမ်းအင်ဖြန့်ဖြူးရေးစနစ်လုံးဝအလုံးမလုံးတော့ပါဘူး။ဒါကရေနံပြဿနာတင်မကပါဘူး။အစ္စရေးရဲ့စီးပွားရေးအသက်သွေးကြောတွေရိုင် င်းနေစပြုလာပါပြီ။ပီယန်ရှင်ဖာမြို့မှာဖြစ်ခဲ့တဲ့အရာကတော့အစ္စရေးစစ်တပ်ကိုအားအသင်းစေခဲ့ပါတယ်။ပြိပခတ်စာတင်ကလေးကပထမဆုံးအကြိမ်အီရန်ဟာကတ်စတာဘုံးတွေတုံးနေရဆိုတာတန်လျာရှိလာပါတယ်။ ပေရှင်ဘော်မျိုးတဝိုက်မှာဆိုရင်တော့ထွေရတဲ့ဘုံစိတ်ပိုင်းလေးတွေနဲ့ပျက်စီးမှုပုံစံတွေကဒီတန်တရားကိုအားကောင်းစေပါတယ်ဒီဘုံအစိတ်ပိုင်းလေးတွေတခါကကလေးငယ်ဆိုင်ရာဌာနတစ်ခုကိုထိမှန်ခဲ့ပါတယ်ဒီပြစ်စင်မှာကလေးငယ်လေးတွေကပောက်ကွဲမှုနဲ့မီတာပိုင်းအကွာမှာပဲရှိနေခဲ့ပါတယ်အနီနာကအိမ်နှလုံးလဲပျက်စီးခဲ့ပေမဲ့ရဲနဲ့စေတပ်ဖွဲ့တွေရဲ့ထုတ်ပြန်ချက်အရ အသက်ဆုံးရှုံးမှုတော့မရှိခဲ့ပါဘူး။ဒါပေမဲ့ဒီဖြစ်စဉ်ကဒေသခံတွေအတွက်နှက်ဆိုင်တဲ့စိတ်ချမ်းရာတော့ချမ်းရင်ခဲ့ပါတယ်။အထင်ရှားဆုံးပျက်စီးမှုကကလေးချင်းဌာနမှာတွေ့ရပါတယ်။ပေါက်ကွဲမှုဖြစ်ပြီးတဲ့ချိန်မှာမိကိုရင်းမြင့်တက်လာခဲ့ပေမဲ့မိသားတက်ဖွဲ့ကအမြန်သွားရောက်ငြိမ်းသက်နိုင်ခဲ့ပါတယ်။အဲဒီအချိန်ကလေးကစစ်တပ်ကလည်းဘာတွေဖြစ်ခဲ့တယ်ဆိုတာစုံစမ်းဖို့ချက်ချင်းဝင်ရောက်လာခဲ့ပါတယ်။ အီရန်က cluster bomb တင်ထားတဲ့ဒုံးစီတစင်းကိုအစ္စရေးအလယ်ပိုင်းကိုပြစ်လွတ်ခဲ့တဲ့ဆိုရယ်တန်တရားကပိုအားကောင်းလာခဲ့ပါတယ်။ဒီဒုံးစီကမြေပြင်ကိုမထိခင်အချိန်9ကီလိုမီတာအကွာမှာလေထဲမှာပေါက်ကွဲပြီးတော့ဒင်းငယ်တဲ့ဘုံလေးတွေ20ကျော်ပြန့်ကျဲသွားခဲ့ပါတယ်။ဒီဘုံစီမှာ TNT 2.5ကီလိုဂရမ်ပါဝင်ပြီးတော့10ကီလိုမီတာအထိပြန့်နှံ့ဖြည့်ဆည်းနိုင်စွမ်းရှိပါတယ်။ ဒီအခြေအနေကိုပို့ပြီးတော့ရှုပ်ထွေးစေတာကအစ္စရေးယောအီရန်မှာ2008ခုနှစ်က cluster bomb ကိုတားမြစ်ထားတဲ့နိုင်ငံတကာစာချုပ်ကိုလက်မှတ်မထိုးထားတာပါပဲ။ဒါကြောင့်ဥပဒေအရဆိုရင်အီရန်အနေနဲ့ cluster bomb သုံးဖို့ခွင့်လန်းရှိနေသေးပါပဲ။ အစ္စရေးကအခုအခါမှာအီရန်ဟာအရက်သားတွေကိုပြစ်မှတ်ထားတိုက်ခိုက်တယ်လို့ဆွဆွဲလာပါတယ်။သူတို့ပြောတာကအီရန်ဒုံးကြီးတွေကဇေယုံနေတဲ့လူနေအိမ်တွေကိုရည်ရွယ်ပြစ်ခတ်တာလို့ဆိုပါတယ်။ဒါပေမဲ့ကမ္ဘာအများပြည်သူတွေကဒီပြောဆိုမှုကိုကြီးမားတဲ့တန်တရားနဲ့ကြည်နေကြပါတယ်။အစ္စရေးကအရက်သားတွေကိုတိုက်ခိုက်တဲ့အကြောင်းဘလို့စိတ်မျိုးပြောနိုင်တာလဲ။အထူးသဖြင့်သူတို့ကိုယ်တိုင်2023ခုနှစ်ကဂါဇာမှာအကြီးစားဘုံကျဲတိုက်ခိုက်မှုတွေလုပ်ခဲ့တာကိုလူတိုင်းသိထားကြလို့ပါ။အီရန်ကတော့ ော့သူတို့ရဲ့ပြည်မှတ်တွေကဟာစီးရေးဆိုင်ရာနေရာတွေသာဖြစ်ပြီးတော့ဈေးရုံတွေ၊ဇာဟုန်တွေ၊လူနေအိမ်တွေကိုမပစ်ခတ်ဘူးလို့ညင်းဆိုထားပါတယ်။ဒါပေမဲ့ Tel Aviv ကတော့မီဒီယာတွေမှာဆွဆွဲချက်တွေဆက်ပြောနေသေးပါသူတို့က2023ခုနှစ်ကဂါဇာကိုဘုံတွေအလုံးရင်းနဲ့ပြစ်ခတ်တဲ့အကြောင်းမေ့သွားသလိုပါပဲ။အစ္စရေးတပ်တွေရဲ့ဘုံတွေကပြစ်မှတ်ရွေးချယ်မှုမရှိခဲ့ပါဘူး။ဈေးရုံတွေကိုထိမှန်ခဲ့သလိုဒုက္ခသည် စခန်းတွေကိုလည်းဘုံကျဲခဲ့ပါတယ်။ တတိပေးချက်မရှိဂရုဏာမရှိလူထောင်နဲ့ချီပြီးတော့အသက်ဆုံးရှုံးခဲ့ရပါတယ်။အဲဒီအချိန်ကကဘာကြီးရဂါဇာကိုအစ္စရေးရဲ့စနစ်တကျတိုက်ခိုက်မှုတွေနဲ့ဘလို့ဖျက်ဆီးခံလိုက်ရတယ်ဆိုတာမျက်ဝါးထင်ထင်မြင်ခဲ့ရပါတယ်။ ကပတ်ပုံကျဲခြင်းဆိုတဲ့အသုံးလုံးကတကယ့်အဖြစ်အပျက်ဖြစ်လာပါတယ်။ဘုံရီအတွက်အလွန်များပြားလွန်းလို့ဂါဇာမြေကဟာမိတွေနဲ့ဖုံလွှမ်းသွားသလိုဖြစ်ခဲ့ရပါတယ်။2003ခုနှစ်မှာဆိုရင်တော့အမေရိကန်နဲ့အီရတ်ကိုတိုက်ခိုက်ခဲ့တဲ့နေပြူဟာနဲ့အဆင်တူတယ်လို့ပြောလို့ရတယ်။2003ခုနှစ်ကတိုက်ခိုက်ခဲ့တဲ့နေပြူဟာနဲ့ပါစည်ရေးပြမတ်တွေသာမကအရက်သားတွေအမျိုးသမီးတွေကလေးတွေပါတုတ်တင်ဖေရှားခံခဲ့ရပါတယ်။ဂါဇာနေထိုင်သူ1.3သန်းတွေကအများစုက လျှက်စစ်ရေနဲ့ဘေးကင်းရာနေရာတွေကို ဆုံးရှုံးခဲ့ရပါတယ်။သူတို့မှာထွက်ပြေးစရာလမ်းမရှိခဲ့ပါဘူး။ဂျင်းမြောင်းနဲ့မြို့လေးပေါ်ကိုဘုံမိုးရွာသွန်းသလိုစတိုက်ပစ်ခတ်ခံခဲ့ရပါတယ်။ဂါဇာဂျမ်းမိုင်းအာနာပိုင်နေရဲ့အစီရင်ခံစာအရဘုံတိုက်ခိုက်မှုတွေကြောင့်လူပေါင်းတထောင်ကျော်အသက်ဆုံးရှုံးခဲ့ရပါတယ်။ဒါပေမဲ့အစ္စရေးရဲ့ရဲစခန်းမှုကဘုံကျဲရနဲ့ရက်မသွားပါဘူး။ပိုဆိုးတဲ့အလေးချက်တစ်ခုရှိပါသေးတယ်။ပါလက်စတိုင်းအရက်သားတွေကိုလူသားတိုင်းအဖြစ်အသုံးပြုတာပါ။ဒါက ဆွဆွေးချက်တသက်မဟုတ်ပါဘူး Human Rights Watch, Beta Slam, NST International အပါအဝင်အဖွဲ့အစည်းတွေကဒီအချက်ကိုမှတ်တမ်းတင်ထားပြီးသားဖြစ်ပါတယ် ဘေးတက်စလမ်အစီရင်ခံစာအရ IDF တပ်တွေကပါလက်စတိုင်းအရက်သားတွေကိုရှေ့တန်းမှာရက်ခိုင်းတာ NDA များရဲ့နေရာတွေမှာထားရီလုပ်ခဲ့ပါတယ်။တချို့အဖြစ်ပြက်တွေမှာဆိုအရက်သားတွေကိုဘုံပါနိုင်တဲ့တန်တရားဖြစ်ပွဲအရာတွေကိုဖယ်ရှားခိုင်းတဲ့အချိန် Israel တပ်တွေကနောက်မှစောင့်နေရမျိုးတွေရှိခဲ့ပါတယ်။ဒါကြောင့် Israel ကအခုအခါမှာ Iran ကိုအရက်သားတွေကိုပြစ်မှတ်ထားတိုက်ခိုက်တယ်လို့ဆွဆွဲလာတဲ့အခါကမ္ဘာအများပြည်သူတွေကပြန်ပြီးတော့မေးခဲ့ကြပါတယ်။ ဒီတစ်ချိန်လုံးအရသာတွေကိုပြစ်မှတ်ချနေတာတကယ်တော့ဘယ်သူလဲဆိုတဲ့အမေကမှအီရန်ကလည်းသူ့ရဲ့အဓိကနေပြုဟာလက်နက်စစ်ဂျယ်ဒုံးကြီးတွေကိုတိုက်ပွဲတဲ့တရားဝင်စတင်အသုံးပြုလာပါပြီ။အစ္စရေးကိုနောက်ဆုံးအကြိမ်တိုက်ခိုက်မှုမှာအီရန်စစ်တပ်က True Promise လို့အမည်ပေးထားတဲ့ဂျိမားရဲ့စစ်စင်ရေးတစိ့တစ်ပိုင်းအနေနဲ့ဒီဒုံးကြီးတွေကိုပြစ်လွတ်ခဲ့တာပါ။ရှာလန်နေနဲ့အစ္စရေးရဲ့အရေးပါတဲ့လေတပ်စခန်းနေထောက်လန်းကြီးရုံးတွေအပါအဝင်နေရာတချို့အောင်မြင်စွာတိုက်ခိုက်ခံခဲ့ရပါတယ်။ဒီတိုက်ခိုက်မှုဟာအင်အား ားပြရုံတသက်မဟုတ်ပါဘူး။ Soldier ဒုံးချီရရဲ့အသုံးပြုမှုကအီရန်ရီရန်သူနှူးကြားလက်နက်အားပြိုင်ဆိုင်မြင့်တင်မှုရဲ့အလဲပြောင်းတစ်ခုဖြစ်လာပါရယ်။ Soldier ဒုံးချီရဟာအစစ်နစင်ပါရဲအစိုက်ခဲလောင်စာသုံးဒုံးချီတစ်မျိုးဖြစ်ပြီးတော့ကီလိုမီတာ2000အထိပြည့်လွတ်နိုင်စွမ်းရှိပါရယ်။ ဒီအကွာအဝေးကအစ္စရေးနိုင်ငံတစ်ခုလုံးကိုသာမကအရှိတောင်ဥရောပပါရောက်ရှိနိုင်ပါတယ်ဒီတုံးကြီးကမြန်ဆန်ယုံသာမက Iron Dome နဲ့ Aerosnit လိုအစင်လိုက်ထက်ဆင့်ကာဝေးစနစ်တွေကိုပါဖောက်ထွင်းနိုင်အောင်ဒီဇိုင်းလုပ်ထားပါတယ်900 kg အထိသေဆောင်နိုင်တဲ့ဒုံးကောင်းတဲ့အတူ Soldier ကခီမီကာဝေးစနစ်အတွက်ချိန်ချောင်းမှုတစ်ခုပါပဲအမြန်ပြည့်စုံနိုင်စွမ်းနဲ့ဒီနေရာပြောင်းရွှေ့နိုင်စွမ်းနေကြောင်းရှာဖွေဖော်ထုတ်ဖို့ခက်ခဲပါတယ် Israel စစ်တပ်ကတရားဝင်ထုတ်ပြန်ချက်မှာ ောင်းအီရန်ကနေဒုံးကြီးရှစ်ဆင်းပြုတ်လုခဲ့ပြီးတော့အားလုံးကိုအောင်မြင်စွာကာကွယ်နိုင်ခဲ့တယ်လို့ဆိုပေမဲ့ဒေတာကမီဒီယာရဲ့အစီရင်ခံစာရီမှာတော့တခြားသတင်းတွေရှိပါတယ်ကျေဗီနီနဲ့အနောက်ဘက်ကမ်းခြေမှာဒုံးကြီးတို့ကြားရောက်ပေါက်ကွဲခဲ့ရလို့သိရပါတယ်။အခုဆိုရင်တော့ကဘာကအာယုံဆိုင်မှုကစစ်စဲဒုံးကြီးပေါ်မှာစူးစီးနေတာဖြစ်ပါတယ်။ကာဝေးဆိုင်ရောက်တုံးတဲ့သူတွေကဒီဒုံးကြီးကိုဒေတာရင်းပရီဘက်ခါရဲ့ game changer အဖြစ်ကိုသတ်မှတ်လာကြပါပြီဖြစ်ပါတယ်။ စီဂျူးဒုံးကြီးတွေရဲ့အမြန်နှုံးနဲ့ဖြည့်စည်းနိုင်စွမ်းကိုပေါ့ပေါ့တန်တန်မတ်တွက်ထားတဲ့မှာဟုတ်ဒါပေမဲ့ဂျီဟီရိုမှာဒီတစ်ခုတည်းကိုပဲပိုင်တာမဟုတ်ပါဘူး အခုဆိုတကယ်ပါလုံးဝစောင့်ကြည့်နေကြတာကအီရန်ရဲ့ဒါခိုင်ဗာရခေါ်တဲ့ဒါခရမရှာဒုံးကြီးကိုပါဒုံးမလားဆိုတာဖြစ်ပါတယ်ဒီဒုံးကြီးကတကယ်ကိုစိုးရင်စရာကောင်းပါတယ်အီရန်ဖွံ့ဖြိုးတဲ့အစင်းမြင့်ဆုံးလက်နက်တီတရားတစ်ခုဖြစ်ပါတယ်ဆယ်ဇယ်လိုပဲကီလိုမီတာ2000အထိရောက်နိုင်ပါတယ်ဒါပေမဲ့1500ကီလိုဂရမ်အထိပိုကြီးရဲ့ဒုံးကောင်းတည်ဆောင်နိုင်ပါတယ်အဓိကအားသာချက်ကလေထုလမ်းညွန်စနစ်ပါပဲအီရန်ပြောတာကနောက်ဆုံးအဆင့်မှာလမ်းညွန်မှုမလို့ပဲ30မီ တာအထိတိကျတယ်လို့ဆိုပါတယ်။ဒီနည်းပညာကရန်သူလေကြောင်းကာကွယ်စနစ်တွေကိုပိုပြီးတော့ထိရောက်စွာရှောင်ရှားနိုင်ပါတယ်။တနည်းပြောရရင်ဒီဒုံးကြီးကကာကွယ်မှုတွေကိုကျော်ဖြတ်ပြီးတော့ဓာတ်ရိုက်ထိအောင်နိုင်ပါတယ်။ အီရန်ကနောက်ထပ်တိုက်ခိုက်မှုတွေမှာခဗာကိုသုံးမယ်ဆိုရင်တော့အရှိအလေပိုင်းရဲ့အင်အားချိန်ခွင်ရှာကခဏအတွင်းလှည့်ပြောင်းသွားနိုင်ပါတယ်။တကယ်ပါလုံးကအီရန်ရဲ့အသေးပြောက်အများဆုံးထုံးစီဘယ်တော့ပြစ်မလဲဘယ်ဟုဥတီမလဲဆိုတာပဲစောင့်ကြည့်နေရတော့မှာပါ။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများတင်ပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါစို့ရှင်။